တကယ်ချင်းနေနဲ့တွေ့ရတော့ပျော်တာပေါ့ဗျာဒီပွဲလေးကဟို6 plus music ပါကိုနေမျိုးညွတ်ဟိုကျွန်တော်တို့ဆိုပြောလို့ပေါ့တကယ်ချင်းရှုမအောင်လဲကမ်းလှမ်းတာနဲ့ဆွပြစ်သွားတော့ပါဒီပွဲလေးလုတ်ပြစ်တာအတိတ်တော့မကြာသေးဘူးအဆီဇင်ထားတာလေအဲ့နဲ့ရှုမအောင်တကယ်ချင်းဆိုမလားဆိုတော့အေးကွာဆိုတော့ပေါ့ငါလည်းဒီပွဲမဟိုပရိသတ်တွေနဲ့မတွေ့တာကြာပြီပေါ့အဲ့နဲ့ဆွပြစ်သွားတော့ပရိသတ်နဲ့အတိတ်တွေ့နေတယ်ဆိုတာဒီလိုရှိရပြကျွန်တော်ကလည်းကျွန်တော်ကိုလာပြီးတော့ဟိုဆိုဖို့ကမ်းလှမ်းမလား ဆိုပြတာများတယ်ကျွန်တော်လည်းနေအေးတာပေါ့အဲ့တော့အချင်းဆိုမလားဆိုရင်ဆိုမယ်ပဲဒါပေမဲ့ကိုနဲ့အဆင်ပြေတဲ့ပွဲလေးကြမှာဆိုပြတော့ဆိုပြတာလည်းရှိတာပေါ့အဲ့လိုမျိုးကြတော့နည်းနည်းတာပေါ့နော်တခြားသူတွေနဲ့ရှင်တော့ဟိုစိတ်ကူးထဲမှာတော့ရှိတာလည်းအများကြီးပါသချင်းကတော့ပုံမှန်တော့ထုတ်ပြနေတယ်ကျွန်တော်6လတစ်ခါလောက်9လတစ်ခါလောက်ဆိုသချင်းကထုတ်ပြီးတော့ကျွန်တော်ရဲ့ Simple Official YouTube Channel မှာတင်ထားတာတွေလည်းရှိပါတယ်။ဘူးချာချာမင်းနဲ့ယူယူမိုင်းမိုင်းချစ်ကဲငါရဲ့ဘဝအားလုံးဟာမင်း င်းစင်ဆိုတဲ့နာမည်ကတော့ဒီလိုပါပဲကျွန်တော်တို့ငငယ်တုန်းကကျွန်တော်တို့လေးကဥရင်ကိုဆိုတော့သူကနောက်ပိုင်းမှာဟိုဘယ်လိုနာမည်ပေးရင်ကောင်းမလဲဆိုပြီးတော့ကျွန်တော်နာမည်ကစင်ပေါ့ကိုအဲ့နာမည်ကအဲ့နဲ့ Vincent ဆိုပြီးတော့ပေးမယ်ဆိုပြီးတော့ဆရာတချို့နဲ့တိုင်ပင်ပြီးတော့ပြီးပြစ်သွားတာပါအဲ့နဲ့နာမည်အဲ့ဒီချင်း Vincent အိမ်မတိုင်းဆိုတာတကူတော်ခွေပေါ့နော်တကူတော်ခွေဥရင်ကိုထုတ်ပေးရအဲ့ခွေလေးကတိုင်းတာတကူဒီနောက်ပိုင်းကျတော့ပြိသက်တွေက ကျွန်တော်မှတ်မိကြတာဗျာကျွန်တော်စင်ပေါ့အနေနဲ့ပြန်ဆိုတော့အော်ဒါအရင်တော့ဗင်းစင်မယ်ဆိုတော့မှတ်မိကြတယ်ပြန်တွဲမိတာစင်ပေါ့ဆိုတဲ့အခါကျမှအာနောက်ပါအရင်တော့ဗင်းစင်ကသူတို့ရဲ့ပိုစတာတွေကဟိုသူတို့နာမည်မှာချိတ်ခဲ့ဘူးတာကိုအဲ့တော့နောက်ပိုင်းကျတော့ကျွန်တော်ပြန်မှတ်မိကြတယ်ဗင်းစင်ဆိုတာလေအဲ့ခွေထွက်ခါစားတော့တိတ်ပြီးတော့ဟိုမကျေပြန့်ခဲ့ဘူးပေါ့မကျေပြန့်ခဲ့ဘူးဆိုတာအတိုင်းတာတစ်ခုထိတော့ရောက်ရင်လည်းရောက်ခဲ့မှာပေါ့နော်ဒါပေမဲ့ဟိုကိုလိုချင်တဲ့ target ထိတော့မရောက်ခဲ့ဘူးပေါ့ ရှေ့မှာလည်းဟုတ်တယ်ရှေ့မှာလည်းဘယ်လိုပြောမလဲ legend ကြီးကအများကြီးရှိခဲ့တာကိုအဲ့မှာဝင်ပြီးတော့တိုးတိတ်ပြီးတော့တိုးမပေါက်ခဲ့ဘူးပေါ့တွဲကြုံလားတွဲကြုံကဘယ်လိုပြောရမလဲအများကြီးပြအဲ့ဒီတော့ဆိုတိတ်ခွေခဲ့တိတ်ခွေခဲ့မှာကျွန်တော်တို့ကဆိုခဲ့ရတာစီတီတော့မပေါ်သေးဘူးပြအဲ့ကျွန်တော်တို့နောက်ဆုံးမှတူတူပြအဲ့ကျွန်တော်ကျွန်တော် Vincent ရဲ့အိမ်မက်တိုင်းဆိုတဲ့ပုံကြီးကိုဘူတိုင်းရွှေရှိမှာချိန်ထားတာကျွန်တော်ပြန်ပြီးတော့အမှတ်ရနေတာပေါ့အဲ့တော့ဆိုရင် country boot တွေစီးကြရပြ ကျွန်တော်ဦးလေးရဲ့ဥရင်ကိုရ country book ကသူကတရံပေးထားတယ်ကျွန်တော်501 brown bee တော့ချင်း brown bee ပေါ့အဲ့ဒါကြီးဝတ်ပြီးတော့စို့ကြတာဟုတ်ကျွန်တော်နေတော်တော်များများတော့ဦးလေးနဲ့လိုက်ပြီးတော့ပတ်စို့ခဲ့ဘူးလေအရာဝတီတိုင်းတစ်တိုင်းလုံးပေါ့အမတော်တော်များတယ်အကြာကြီးစို့ခဲ့ရတာအဲအဲ့တော့ဆိုကျွန်တော်ဆိုရက်ချင်းကကိုမျိုးကြီးရဲ့ဒီကစောင့်နေသူတို့ပြီးတော့ I remember you တို့ပေါ့တချင်းနေတွဲဆိုတာညာတာစာနာပါအောင်ခွဲ များနေပြီဒါပေမဲ့အဲ့တော့ကဘယ်လိုပြောမလဲ heavy rock တွေဆိုတာဗျ heavy rock တွေဆိုတော့ကျွန်တော်တားអော်ရတယ်အဲ့တော့ဆိုတော့တော်တော်အတန်ပြက်သွားတာဟိုအတွေ့အကြုံကတော့ပြောစရာကောင်းပါတယ်အဲ့လူငယ်ဘဝဆိုတော့လေပြန်မရတော့ဘူးပေါ့အဲ့တော့ကဆိုရင် copy တွေဗျ copy တွေ KKD တို့ဥသိမင်းတို့ကိုမမောင်စော်လက်လည်းရေးပေးထားတယ်အခုရောမှာဆက်တယ်ဒီလုံးဝဟုတ်တယ်ဟုတ်တယ်ကော်ပီရေးစရာအရင်ကျပြန့်တဲ့အချိန်လေကိုကအဲ့ဒီတုန်းကလည်းအုံကျွန်းလို့ဖို့ ဟို original တခြင်းတွေလုပ်ဖို့စိတ်ကူးမရှိခဲ့သေးဘူးပေါ့အဲ့တော့တခြင်းလည်းမရေးတတ်သေးဘူးရေးတတ်သေးဘူးဆိုတာတခြင်းရေးပြဖို့ကလည်းခလေးတရားဟာ visa တီးနေဝိဇာဒီနေရေးပါလားဆိုတာနဲ့ကျွန်တော်လည်းရေးပြီးတော့စနေနေ့ည12နာရီဆိုပြီးတော့အဲ့တခြင်းလေးကခလေးတရားဗီဇာခွေမှာပါလာတာအဲ့နောက်ပိုင်းမှာတခြင်းတွေဇက်တက်ရေးပြီးလာရှေ့မှာကျတော့ Vincent တော့အဲဆိုကျွန်တော်တခြင်းမရေးတတ်သေးဘူးမရေးဟုတ်တယ်မလုပ်သေးဘူးဆိုတာအာယုံမလားမရသေးတာပေါ့ဘလို့ရေးရမလဲဆိုတာလည်းမသိဘူးဗျာကိုကတီးမယ်ခတ်မယ် ဒါပဲသူများရေးတဲ့စင်းတွေ లై ဆိုမယ်အဲ့လောက်ပဲရှိတာခေါ်တော်မူတဲ့ကိုတော်လေးကိုဥချာပြာဒီနမ်းမန်လေးစိတ်ကတော့ရှင်းရှင်းလေးပါပဲဒီရှင်းဒီခွေထပ်ဖြစ်ရင်ပေါ့နော်ဒီခွေထပ်ဖြစ်ရင်နောက်တစ်ခွေထပ်လုံးမယ်အဲ့လောက်လေးပဲရှိတာဒီခွေထပ်ဖြစ်ရင်ငါတော့ဘာကြီးတွေလုံးလိုက်မယ်ဘလို့ဘလို့ပုံစံရင်းနဲ့ဆက်ပြီးတော့သွားမယ်ဒီခက်ကလူငယ်တွေလိုမျိုးမရှိခဲ့ဘူးပေါ့ ဒီစင်းလေးဒီခွေလေးပေါက်သွားရင်နောက်တစ်ခွေထပ်လုပ်မယ်အဲ့လောက်ပဲသူများနေလဲ compare line လုပ်နေတာမဟုတ်